အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလံကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူကြွေရုပ်လွားရေးသားထားတဲ့ဘလူးမမွေးတဲ့မတ်တီများဆိုတဲ့ဇလံကိုတင်ဆက်ပေးမှာပါဇလံမစတင်မှာကျွန်တော်ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာ view တက်တဲ့နိုင်မှာသိရှိစေဖို့အတွက်လည်းနုတီခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာဘလူးမမွေးတဲ့မတ်တီများ ဒီအကြောင်းအရာလေးကတော့လွန်ခဲ့တဲ့35နှစ်လောက်ကအေယာဝီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ရွာကလေးတရွာမှာတကယ်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။မိသူတဦးတယောက်မှမထိခိုက်စီရန်အတွက်လည်းရည်ရွယ်ပါတယ်။သူမနာမည်ကမတ်တင်မြ။မတ်တင်မြကစမ်းချောင်းရွာသူတယောက်။ရွာထိပ်မှာရှိတဲ့စမ်းချောင်းကိုအစွဲပြုပြီးတော့စမ်းချောင်းရွာဟူ၍ခေါ်ဆိုခြင်းပါ။မတ်တင်မြမှာမတန်မဆွမ်းဖြစ်နေတဲ့မိဘနှစ်ပါးရှိတယ်။ ဗတ်တင်များကခြံထွက်သီးနှံများကိုဂျွာတဲ့လှဲ့လေရောင်းရင်းကနေပြီးပါနှစ်ပါးကိုလှုပ်ကျွေးနေသူပါစမ်းချောင်းရွာ၌မတ်တင်များဆိုရင်မတိသူမရှိလောက်အောင်ပြီဗတ်တင်များကစင်းရဲရှာတော့လဲစိတ်ကောင်းရှိတယ်လူတစ်ဖက်သားကိုလည်းမဟုတ်တာမလုပ်သူမအပေါ်မဟုတ်တာလုပ်လိုက်ရင်လည်းငြိမ်းခံမနေတတ်ပါဗတ်တင်များတွင်အတူနေမောင်လေးတစ်ယောက်ရှိသေးတယ်သူ့နာမည်ကတော့ငွေလှပင်ငွေလှကလည်းမတ်တင်များလိုဈေးမရောက်တော့လဲပတ်စံရရအကုန်လုံးကိုလှုပ်တဲ့သူပါ ပြုံးနှုတ်တဲ့အချိန်ကြီးရောက်ရင်ငွေလာကအငားပြုံးနှုတ်လိုက်တယ်။မတ်တေမြားကလည်းအငားကောက်ဆိုင်တယ်။ဇပားသိန်းချင်းတွင် ထိုနီးတူစားပဲမောင်နှမနှစ်ယောက်စလုံးအငားကောက်ရည်တယ်။ပောက်ဆိုင်ပုံနေတဲ့တယ်။နေပူသည်မိုးရသည်မရေပနဲ့အလုတ်မှန်သမျှအကုန်လုံးလှုပ်ကြသူတွေဖြစ်တယ်။မိုးရသည်အလုတ်ပါးချင်းရောက်ပြီးဆိုရင်တော့ငွေလာတယောက်ကတော့ပိုက်ကုံများနဲ့အလုတ်ရှုပ်နေတော့တယ်။မြစ်ထဲကိုသွားပြီးတော့ပိုက်မျောတော့တယ်။ပိုက်မျောခြင်းဆိုတာကတော့ပိုက်ရဲ့အပေါ်စရင် ဖော်တုံးကြီးများကိုတက်ပြီးတော့ရေထဲမှာချတဲ့အခါပေါ်နေပြီးငားမိလျင် ဖော်တုံးများမြုပ်သွားတယ်။ထို့အခါငားကိုဖြုတ်ယူရတဲ့ငားဖန်ကျင်မှာရေပြည့်ခြင်းရောက်ရင်တော့မြောင်းပိတ်တော့တယ်။ရေပြည့်လင်မြောင်းထိတ်ကပိုက်များကိုပိတ်၍ပိုက်ဆကိုရှုံနေသူမြုပ်လိုက်တယ်။ရေစစ်သွားတဲ့ရှင်ရောက်ရင်တော့မြောင်းတွင်းမှာကြံရှိခဲ့တဲ့ငားများကိုဖမ်းယူရတော့တယ်။ထို့သူဖမ်း၍ရလာတဲ့ငားများကိုမတ်တင်များကရွာစဉ်လှည့်၍ရောင်းချရတဲ့ ထိုနည်းနဲ့မုံနှမနှစ်ယောက်မိဘနှစ်ပါးကိုလှုပ်ကြွေးကြလေတော့တယ်။တနေ့မှာတော့မတ်တင်များရဲ့မိဘနှစ်ပါးမှာချစ်စင်နောက်စင်ပဲစုံမသွားရှာတယ်။တိတ်မကြခင်မှာပဲမောင်ဖြစ်သူငွေလာသည်လေတစ်ဖက်ရွာသူဖြစ်သူနဲ့အိမ်တောင်ကြွေမိမအိမ်တော့သူလိုက်သွားခဲ့တော့တယ်။ထိုအခါမှာတော့မတ်တင်များတယောက်တည်းနေဖို့အတွက်မတင့်တော်တော့သဖြင့်ရွာထဲမှာရှိတဲ့လူပြိုကြီးကိုမြတောင်းနဲ့လက်ထပ်လိုက်တယ်။ကိုမြတောင်းသည်အရက်မတော့ကိုမစာဆက်လိမ်မတော့လောင်းကစားမှန်သမျှလည်းမလုပ်ပြီး အလုတ်ကိုကျူးကျူးစားစားလှုပ်သူဖြစ်တာကြောင့်မတ်တင်မြစိတ်ရှမ်းသာရတယ်။အိမ်တော်ကြချိန်မှာတော့ကိုမြတောင်းတွင်လေသုံးဧကရှိ၍မတ်တင်မြအရင်လိုဈေးမရောက်ရတော့ပါ။မတ်တင်မြနဲ့ကိုမြတောင်းတို့အိမ်တော်တက်တန်း၅နှစ်ကြာသည့်အထိခလေးမရကြပြီ။ခလေးလိုချင်လုံး၍ရွာအနောက်ဘက်မှာရှိတဲ့ညောင်မင်းထံတွင်ညနေတိုင်းတားစုပန်းကြတယ်။တားစုပန်းရင်းကနေ၅လလောက်ကြာတော့မတ်တင်မြကိုဝင်ရှိလာတယ်။ခလေးယူယူနေကြတဲ့မတ်တင်မြတို့လင်းမယားနှစ်ယောက် အပျော်ကြီးပျော်နေကြတော့တယ်။ကိုဝင်ချီပြီးတော့နှစ်လသုံးလလောက်ကြာတော့မတ်တင်များတယောက်ထူးထူးဆန်းဆန်းနေဖြစ်လာတယ်။ထိုຢာကတော့ချက်ပြီးသားဟင်းနေဆိုရင် မစားကျင်တော့ပါ။ဘာဖြစ်လို့လဲမတ်တင်များထမင်းစားမကောင်းဘူးလား။သိပါဦးတော့ကျုပ်ဒီဟင်းနေကိုမစားကျင်ဘူး။ဘာဟင်းကိုစားကျင်လို့လဲပြောလိငါချက်ကျွေးမယ်။ကျုပ်အမဲသားဟင်းစားကျင်တယ်။ဟမ်မင်းမအမဲသားမစားတာဟာအသားဟင်းတော်မှမင်းကစားတာမှမဟုတ်ဘူးလေ။ အခုကျုပ်အတီးရွက်တွေမစားကျင်တော့ဘူးအမဲသားတို့အသားဟင်းတို့စားကျင်နေဓာတ်စာတောင်းနေတာဖြစ်မှာပေါ့ငါမနဲ့ပြန်ကြရင် အမဲသားဝယ်ပေးခင်မယ်နော်ကိုမြတောင်းတရားမတ်တင်မြကိုမယုံနိုင်ဖြစ်နေတယ်အရင်လိုမျိုးအသားဟင်းဆိုရင်ငါဟင်းတော်မှမစားပြီခြံထွက်တီးနံများကိုသာရှက်စားတယ်အခုကိုဝင်ရှိကမှအသားဟင်းများကိုနေတိုင်းစားကျင်နေတယ်မိမများကိုဝင်ရှိလာရင်တခုခုကိုအမြဲတမ်းစားကျင်နေတတ်သည်ဟူ၍ကြာဘူးနာဝရှိနေ၍သူ့မိမမက်တင်များကိုဝင်ရှိလို့ တက်စာတောင်းတီလိုပဲတွေးပြီးမိမဖြစ်သူ စားကျင်သည်များကိုရှက်ကြွေးတယ်။မတ်တင်များကြီးကိုတော်လဲတက်လိုက်အောင်မယ်နော်။မင်းလဲကိုဝင်ကြီးနဲ့ဆိုတော့ငါကြာကြီးတော့မနေဘူးကွာ။သုံးလေးရက်လောက်တော့ကြာမယ်နော်။အင်းပါတော့ချက်ကိုစိတ်ဝင်ပူပါနဲ့။ကိုမြတောင်းမိမအထွတ်လှုပ်ပေးစရာများလှုပ်ပေးပြီးတောတက်သွားတယ်။ကိုဝင်ရင့်လင်တောတက်နိုင်တော့မှမဟုတ်သဖြင့်ဒီတစ်ခါပင်တောတက်ဖြစ်လောင်ပြီ။မတ်တင်များဒီလဲလှုပ်စရာမရှိတော့ပြင်း၍အိမ်ရှိမှလမ်းလျှောက်နေတယ်။မတ်တင်များ လမ်းလျှောက်နေရလားတော့။အော်မက်မြပါလား။ဘေးကနေလာတော့။ရွာထဲရလေတော့မက်မြကောင်းပေါ်ဟာဘာကြီးုံ။ဒီနေ့ဟိုဘက်ရွာကနေပြီးတော့ဥတင်ထုံးတို့အမဲပေါ်လို့လေအဲ့ဒါကိုလိုက်ပြီးတော့ရောင်းနေတာ။အမဲသားဟုတ်လား။အမဲသားဆိုတဲ့အတန်ကြောင့်မက်တင်များမျက်လုံးများ ဝင်းလက်သွားခဲ့ပြီ။ချက်ချင်းဆိုသလိုအမဲသားစားကျင်စိမ့်များဖြစ်ပေါ်လာတယ်။ကြုတ်ကိုအမဲသားတပိတ်တာလောက်ရောင်းထားခဲ့ပတ်စံကတော့ပြန်မှပဲဝင်ယူနော်။ရပါလေတော့ယော့ယူထားလိုက်။မတ်တင်များတယောက် ဗတ်မြပေးတဲ့အမဲသားတွေအားယူ၍အိမ်နောက်ဖေးသူဝင်လာခဲ့တယ်။ခုတ်ထစ်ပြီးတော့ဒဲအိုးတဲ့ထက်ကရှက်တော်တယ်။ရှက်ရှင်တဲ့စိတ်ကတော့များနေပြီးချက်ရသည်ကိုပင်ကြာသည်ဟူ၍ထင်နေတယ်။ကြက်တီတီမစောက်နိုင်တော့ဘဲနဲ့ခွင်ပေါ်ကဟင်းအိုးအားရှကအမဲသားသုံးယောက်အားမပူသည့်တိုင်အောင်လက်၍နှိုက်၍စားရတော့တယ်။နောက်နေ့များတွင်လည်းအမဲသားဝတ်သားရောင်းသူများလာလျင်အမြဲတမ်းဝဲပြီးတော့ချက်အောင်မရှက်တော့ဘဲနဲ့စားတော့တယ်။၃ရက်လောက်နေတော့ကိုမြတောင်းကတော့ပြန်လာခဲ့တယ်။ ခင်မုန်းဖြစ်သူပြန်ရောက်လာတော့မတ်တင်များအရင်လိုမျိုးအသားဟင်းမစားတော့ပြီနေမှာလာတော့တပြေးပြေးချင်းကူးပြောင်းက မတ်တင်များကိုဝင်သည်ခုနှစ်လတော့ပြန်ရောက်ရှိခဲ့ပြီနင်းပြန်လာလို့ငါဘာမှမစားရတော့တာနင်းကိုမကြင်နဲ့ဘူးတက်ပြစ်မယ်အာကဲကဲကြပါဦးကိုမြတောင်ကိုမြတောင်ချင်းဘာဖြစ်နေရတော့ညဘက်ကြီးကိုမြတောင်ကျဲလောင်စွာထောက်အောင်ပြီးတော့တယ်ဟမ်ငါငါအိမ်မက်မက်နေရပါလားဘလို့မက်လို့တော့ ိမ်မက်ထဲမှာငါ့ကိုဘလူးတကောင်ကလဲပေးညစ်လို့လို့ဟာကျင်စိတ်ဆွဲပြီးတော့မတ်နေရနေမှာပေါ့တော့ရေးတောက်ပြီးတော့ပြန်အိတ်လိုက်နော်မတ်တင်မြပြန်အိတ်သွားတော့လေကိုမြတောင်းအိတ်မပြောတော့ပါအခုလုံမျိုးအိမ်မက်မတ်နေဒီမှာဒီတညပဲမဟုတ်ပါညတိုင်းလူလူမတ်နေတော့တယ်ဘာရတော့မဟုတ်မိမဖြစ်သူရဲ့ကိုဝင်ကိုကြည့်မိလိုက်ရှင်နေတော့ချက်သိမ်းများတပြန်ပြန်ထသွားတော့တယ်ခလေးအတွက်လည်းနမိတ်မကောင်းဘူးထင်မဲ့လိုက်တယ်ထို့နောက်မှာတော့အိမ်မက်ကိချောက်ကိုကောင်းနေကနေထုတ်ပြစ်လိုက်တော့တယ် နောက်တနေ့မှာတော့ဗတ်တိမရကြီးရွာထဲကအမဲပေါ်လို့လေငါအမဲသားဝေးလာတယ်ချက်ထားနေငါဟိုဘက်ခဏသွားလိုက်ဦးမယ်ပြောပြောဆိုဆိုနဲ့ကိုမြတောင်းထွက်သွားတယ်ထိုအချိန်တွင်ဗတ်တိမရတယောက်အိယာထဲမှာထလာပြီးတော့အမဲသားတွဲအားယူလိုက်လေးတယ်အမဲသားကိုမြင်သည်နဲ့ဗတ်တိမရတယောက်ရှာကိုတက်တင်ပြီးတော့တည်ရများကြလာသည်ထီစားကျင်စိမ်းများဖြစ်၍မဆက်တော်ဘဲနဲ့တတွဲလုံးကိုကုန်သည်ထီအစိမ့်လိုက်စားလိုက်လျော်တယ်စားပြီးတဲ့နောက်မှာတော့မတိတယ်လို့နဲ့ပြန်ဝင်အိတ်နေလေးတယ် အတန်ငယ်ကြာတော့ကိုမြတောင်းအပြင်းကနေပြန်လာပြီးတော့ကိုပစ်ပေါ်တွင်ထိုင်ကအမောဖြစ်နေတယ်။သူပြန်လာချိန်ထိမတ်တင်မြအရေးအယောင်ကမတွေ့ရချင်။မတ်တင်မြကြီးမတ်တင်မြကျုပ်အိမ်ထဲမှာတော်ရီတိတ်နေမကောင်းလို့လှဲနေတယ်။မိမဖြစ်သူထန်းကအတန်ကြောင်းကိုမြတောင်းအိမ်ပေါ်သို့တက်ပြီးတော့မတ်တင်မြကို ကိုပူစမ်းကြည့်တယ်။ကိုလည်းမပူပါဘူးဟာ။ရာသီဥတုကြောင့်ဖြစ်မယ်။စေးတောက်ထားအောင်။အိမ်မှာတော့အမဲသားဟင်းချက်ပြပြီလား။ဘဲကအမဲသားလေတော့။ မတင်မြမတိတယ်လို့ဟန်ဆောင်ကမေးလိုက်တယ်။ဟိုဘက်ရွာငါဝေလာတဲ့အမဲသားလေမင်းကိုရှက်ခိုင်းတာလေကြုံမသိပါဘူးတော့မနဲ့ခရေရနေမကောင်းလို့လှဲနေတာခွေးတွေများဝင်ဆွဲသွားလားမသိပါဘူးကွာထားလိုက်တော့ရန်နေရအတီးရွက်တွေပဲခူးပြီးတော့ချက်လိုက်မယ်ထို့စဉ်ကိုမြတောင်းမွေးထားတဲ့ကြက်ဖာတကောင်ကအိမ်မော်တို့တက်လာလေတယ်ကိုမြတောင်းကလှမ်းထုတ်ဖို့အတွက်ဟန်ရွယ်ကရှိသေးတယ်အိယာတွေကမတ်တင်များကထလာပြီးတော့ထိုကြက်အားဒုတ်ဖြင့်ရိုက်လိုက်လျာစက်ငင်စက်ငင်နဲ့အကြောဆွဲကငြိမ်ကြသွားတယ် ။တရားတပြတ်မို့လို့ကိုမြတောင်တားချိန်မရလိုက်ပြီ။လင်းမြန်လွန်လာတဲ့အတွက်ကိုမြတောင်လည်းမြည်တော့ပင်ဖြစ်သွားသည်ကိုပင်နားမလဲပါ။အရင်ကမတ်တင်မြကြက်တက်ဖို့ဒီမပြောနဲ့ငားကိုပင်မတက်ချီ။အသီးရွက်သာစားတယ်။အခုမှစိတ်ဒီဟာကြမ်းလာတယ်။ကြက်တက်တီအထိပင်ရောက်ရှိလာပြီ။ဘလို့လွတ်လိုက်တာလဲမတ်တင်မြ။တော်ပဲဟင်းမရှိဘူးဆို။အသီးရွက်ကတော့ကျုပ်လည်းမစားချင်ပါဘူးတော့။ဒီကြက်ကိုပဲစားချင်တယ်။ထို့သူပြောကရည်နီလေတယ်။ကိုမြတောင်လည်းဘာမှမပြောနိုင်တော့ပါ။ အချိန်နေကုံလာသည်နှင့်အမျှမတ်တင်များမီးဖွားနိုင်သည့်ရက်ကိုရောက်လာပြီမတ်တင်များညစ်ထားတော့မွေးထားမှာမွေးတော့မတော့အမေကဲပါဦးအမေမွေးပြီမွေးပြီယောက်ျားလေးထိုတံမဲကြားလိုက်ရတယ်လက်တည်ဒေါ်ပုအတန်တိတ်သွားတယ်ဒေါ်ပုမကြီးကျုပ်သားလေးဟာရှင်းစုံလက်စုံပါရဲ့လားဗျကျုပ်ကိုလည်းလာပြပါဦးမြတ်သောဒီမှာနှိမ့်ကလေးဟာကိုမြတောင်းတယောက်ကလေးကိုမြင်ကနောက်သူ့လဲကြသွားတယ် ခလေးဟာခလေးနဲ့မတူ ਵੇਂ မျက်လုံးကပြူပြူနှက်ခေါင်းကရှုံပြီးတော့အဆွေများပါပါနေတယ်ချွန်ထက်နေတဲ့လက်သေးရှည်များလည်းပါလာတယ်ဘလူးပါလားကျွန်တော်သားလေးကဘလူးလေးပါလားဟုတ်တယ်မြသားဒီကိစ္စနင့်မိမတိလို့မဖြစ်ဘူးတွေးလန့်သွားလိမ့်မယ်ငါရွာထဲကတိတဲ့သူတွေသွားပြီးတော့ခေါ်လိုက်မယ်ထို့သူပြောကဒေါ်ဘူးမှထွက်သွားတယ်ခဏကြာတော့ရွာလေးကရွာလူကြီးနေရွာသားများရောက်လာပြီးထို့ဘလူးလေးအားနှစ်ပိုင်းပိုင်းသာ ချောင်းတစ်ဖက်စီးတွင်မြုပ်နှံလိုက်တယ်။နောက်မှတိလိုက်ရသည်မှာတားစုပန်းတဲ့အချိန်ထိုအနားကဘလူးဝင်စားတာကြောင့်တိလိုက်ရလိမ့်တယ်။အိမ်နောက်မှာတော့တားသမီးရလင်ယူမယ်။မလျလင်နေပစီတော့သူဆုံးဖြတ်ကတားစုပန်းခြင်းမပြုတော့ဘူး။အခုတော့မတ်တင်မြလဲခလေး၃ယောက်မိခင်ဖြစ်နေပြီးတော့အိမ်တော်ပင်အတီးတီးကြကုန်ကြလိမ့်ပြီ။မိများပင်ကြောင်းနေအွေတို့ရောက်နေကြပြီ။အရင်အကြောင်းအရာများကတော့မတ်တင်မြရင်ထဲမှာဘယ်တော့မှမိမှာမဟုတ်ပါဘူး။ ခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူကျွေရုပ်လွာရေးသားထားတဲ့ဘလူးမွေးတဲ့မတ်တင်များဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်